ကိုရွှေထုကအရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုအကိုအွယ်လောက်ပဲရှိသေးတာပေါ့ဒါပေမဲ့ဒီကားထဲမှာအဲကာရက်တာအရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ကိုကလည်း daddy လို့ခေါ်ရတဲ့ခါကျတော့ပထမတစ်ဆင်းနှစ်ဆင်းရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်အဓိကအချက်ကတော့အရန်အားကြရအရန်အားကြရဆိုတော့မမတတဲရသူ့ဆင်းမပါလဲကိုရွှေထုပါလို့ရှိရင်ရှူတင်ကိုလိုက်လာတယ်လိုက်လာပြီးရင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံး သူကအရန်ရူကြတာအပြင်မှာတော့အဖေနဲ့မင်းနဲ့အရန်ရူတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကနည်းနည်းတော့တိတ်တော့မတူဘူးဒါပေမဲ့လို့ဝင်ပြီးတော့တရုတ်ဆောင်ရတဲ့ခါမှာဒီနှစ်ရက်သုံးရက်အတွင်းမှာဒီကောင်မလေးတယောက်ရဲ့ခံစားချက်ကိုအစစ်အမှန်ရခဲ့ပါတယ် ကိုရှေထူးပေါ့နော်မြက်ွယ်ရကားရတီဗီရဲ့အဖေဥခန့်ကိုရဲ့ဇလန်းလေးဆိုတော့လာအပ်ပြတာပါအဖေကြောင့်စိတ်တန်ရရတာများဟိုဓာတ်နဲ့ကုကုကိုမှုံးရတာနဲ့သူများကိုလိုက်ထိုးရတာနဲ့တော်တော်လေးစိတ်တန်ရပြင်ထန်ခဲ့တဲ့ကောင်မလေးပေါ့နော်အဲ့ခန့်ရိုက်တဲ့ချိန်မှာကုကုလီမဲ့ခန့်ဆိုလို့ရှိရင်လည်းဒါဒါအစ်စ်နဲ့ပေါ့နော်ဒါအစ်စ်နဲ့ရှာမှာဆိုလို့တိတ်တိတ်ကပ်ပြီးတော့လုပ်ရတာတို့နောက်မတ်တဲတဲကိုလိုက်ထိုးတဲ့အခန်းဆိုလို့ရှိရင်လဲသူကစိတ်ဆိုးရတဲ့အခန်းဆိုတော့အတန်ကုန်ချစ်ပြီးអော်ရတာတွေပါနေဆိုတော့ အဲ့ခန်းကြီးကတော့ပင်မန်းတဲ့အခန်းလေးပေါ့နော်အဲ့ဒီအချိန်တွေတော့ဆိုလို့ရှိရင်ဒီဇလန်းရိုက်နေတဲ့အချိန်အတော်တွင်တောက်လျှောက်ပေါ့နော်ကိုရွှေထူရောမန်းအိမြတ်သူရောနှစ်ယောက်စလုံးကတိုက်ကွင်းမှာရောဒီရိုက်နေတဲ့အချိန်မှာရောကိုယ်သမီးလေးတယောက်လိုမျိုးညနေထွေထွေဆက်ဆံခဲ့တဲ့အခါကျတော့နောက်ပိုင်းသူတို့နှစ်ယောက်ရံဖြစ်တဲ့အခန်းတို့ဒီလိုမျိုးအဲဘရာဝဇာဖြစ်တဲ့အခန်းတွေမှာဆိုရင်ကိုကိုယ်တိုင်သမီးတယောက်လိုမျိုးခံစားရတယ်ပေါ့ကို့အဖေနဲ့အမေနဲ့အဆင်မပြေဖြစ်တယ်ဆိုရဲခံစားချက်ကိုတကယ်ခံစားရပြီးတော့ တကယ်စိတ်သက်ကြရပေါ့နော်အဲ့ဒီအခန်းရိုက်နေတဲ့2ရက်3ရက်မှာကိုကိုရိုင်းလည်းတကယ်စိတ်သက်ကြရမျိုးခံစားရခဲ့ရတယ်ပေါ့ဟုတ်ဒီအခန်းနေနဲ့ပတ်သက်ပြီးတော့တချို့ရင်သွင်းခံစားချက်ပေါ့နော်တိုက်ဆိုင်နေဆိုရဲ comment လေးလည်းတွေးမိတယ်အဲ့လိုမျိုးကြတော့ဒီနေရာမှာပေါ့ဒီဇာကားထဲမှာမဖြူတယုတ်ဆောင်ရတဲ့ character ကမိဘပေါ့အဖေတယောက်ရဲ့ဒီစီစီကံဖောက်မှုကြောင့်ပေါ့နော်ဒါသာသမီတယောက်ခံစားရတဲ့နေရာကနေပုံဖော်ထားတာဆိုတော့အပြင်မှာလည်းအကယ်၍များဒီလိုအဖြစ်ပြက်မျိုးရှိခဲ့လို့ရှိရင် သားသမီးတွေကအခံစားရဆုံးဖြစ်မယ်လို့ထင်တယ်ပေါ့ဒီကားထဲမှာဆိုရင်ကော်မလီကဒါဆက်ကျော်တက်ပေါ့ဥမာ16 19 20အရွယ်ပေါ့ခလေးငငယ်လေးရတော့မဟုတ်တော့ဘူးဒါပေမဲ့တက်ရွယ်တစ်ခုရှိနေပြီဆိုပေမဲ့လည်းအဖေကအဖေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အဖေနဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အချိန်မှာဒီ emotion ကပြင်းထန်နေပေါ့နော်ဒါကိုကြတော့ခံစားမှုတဲ့သူတွေကပို့ပြီးတော့သိနိုင်မယ်ပို့ပြီးတော့လည်းကိုချင်းစာနိုင်မယ်ပေါ့ comment ထဲမှာဆိုရင်တချို့ကကြတော့ဒီလိုမျိုးကိုတွေးခံစားမှုတဲ့ ဒီခန်းကိုပြန်ကြည့်တဲ့အချိန်မှာကိုကိုကိုပြန်မြင်ရတယ်မျက်ရည်ကျရတယ်ဆိုတော့ဟာမျိုးလေးတွေအတွေ့အမြင်ပေါ့ဆိုတော့အဲဘယ်ဖြစ်ကိုရင်လဲခန်းစားခဲ့ရပေါ့ရိုက်ပြီးသွားပြီဆိုပေမဲ့ဒီဓာတ်ပုံလေးတွေပြန်ကြည့်တဲ့အခါမှာနောက်ဒီကိုရဲ့ဒီ behind the scenes တွေပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်အော်တကယ်ပေါ့နော်ကိုကဒီနေရာကိုခဏလေးပဲဝင်ပြီးခန်းစားရလေခဏလေးဝင်ပြီးခန်းစားတဲ့အခါမှာတော့မှဒီလောက်နစ်နေအောင်ခန်းစားရတာပေါ့ တကယ်အပြစ်မှသာဖြစ်ပျက်ခဲ့တဲ့သူတွေဆိုလို့ရှိရင်လည်းဒါတော်တော်ကိုခံစားရမှာပဲပေါ့နော်အပြစ်မှတော့အဖေနဲ့မင်းနဲ့အရန်ရူတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကနည်းနည်းတော့တိတ်တော့မတူဘူးဒါပေမဲ့လို့ဝင်ပြီးတော့တရုတ်ဆောင်ရတဲ့ခါမှာဒီနှစ်ရက်သုံးရက်အတွင်းမှာဒီကောင်မလေးတယောက်ရဲ့ခံစားချက်ကိုအစစ်အမှန်ရခဲ့ပါတယ်ကိုရွှေထူးကအရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုအကိုအွယ်လောက်ပဲရှိသေးတာပေါ့ဒါပေမဲ့ဒီကားထဲမှာအဲကာရက်တာအရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ ကိုကလည်း daddy လို့ခေါ်ရတဲ့ခါကျတော့ပထမတစ်စင်းနှစ်စင်းရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်ဆက်ဆက် shooting ဆက်ဆက်လာကျွန်တော်ဆိုအကိုကဟာတဲ့ငါတမီးကအဲ့လောက်ကြီးမယ်လို့မထင်တာအဲ့လိုမျိုးပြောတယ်ပေါ့အဲနောက်ပိုင်းကျတော့ရိုက်နေရင်းနဲ့ပဲဒါအသားကျသွားပြီးတော့ဒါအဆင်ပြေသွားတာပါဟုတ်အဓိကချက်ကတော့အရန်အားကြရအရန်အားကြရဆိုတာမတ်တဲရသူ့စင်းမပါလဲကိုရှေထူး ပါလို့ရှိရင် shooting ကိုလိုက်လာတယ်။လိုက်လာပြီးရင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံးသူက again ခူကြတာပေါ့နော်။ဆိုတော့ကိုကကြည်နေရင်နဲ့အာသဘောကြရတယ်ကိုနကိုရေးချစ်ရတဲ့အစုံတွဲလေးဖြစ်တယ်ဆိုတော့အဲထမင်းချိုက်လေးလည်းလာတယ်တခါလေးကြရင် မုတ်လေးတွေစားတက်တာလေးအဲ့လိုမျိုးဝယ်လာတယ်အများရန်ဟုတ်အများရန်ခဲရအများရန်ထိတ်ခဲရရှူတင်မလာနိုင်တဲ့ရက်တွေဆိုလို့ရှိရင်လည်းအများရန်ဖုန်ပြောနေတာမမျက်လေးနဲ့နှစ်ယောက်ငိုတဲ့ဆင်းနေမှာဆိုလို့ရှိရင်သဘောကြရဲဆိုပြီးတော့ ် comment လေးလည်းတွေ့ပါတယ်တချို့ကျတော့လည်းအစ်စ်ကလေးမို့လို့တရုတ်ဆောင်လို့သေးရဲဆိုတာမျိုးလည်းတွေ့ရပါတယ်မဖြူဒီထက်ပိုပြီးတော့လည်းစူးစမ်းပါမယ်နောက်ပြီးတော့သဘောကျရဲဆိုတဲ့သူတွေအကုန်လုံးကိုလည်းမဖြူအကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အကျေးဇူးအများကြီးတင်ပါတယ်